အားလုံးပဲမင်္ဂလာပါကုခဲအစ္စတာဖုတ်ဘောရှိုးကနေကြိုဆိုပါရခင်ဗျကျွန်တော်ကုခဲပါပြုံးသက် pitch ဆိုတဲ့ကဏ္ဍလေးကိုတင်ဆက်ပေးသွားရမှာဖြစ်ပါတယ်။ကျွန်တော်ညီကိုအနေနဲ့အခုတင်ဆက်ပေးမယ့် beyond the pitch ကဏ္ဍလေးကိုမှတ်မိအောင်မနဲ့တူပါရယ်။ နမဲကြီးဘလုံးသမားဟောင်းနေနီးပြဟောင်းနေပန်းတစ်တီလက်ရှိကစားနေတဲ့ကစားသမားတွေနီးပြတွေရဲ့ကွင်းပြင်ပပေးတဲ့မှတ်ချက်စကားမှန်သမျှကိုကျွန်တော်တို့ပြန်လည်သုံးသပ်ဆွေးနွေးပေးနေတဲ့ကဏ္ဍလေးဖြစ်ပါတယ်အခုကြားရတဲ့မှာ international break ရှိတဲ့အခါကျတော့ကွက်တီပဲကျွန်တော်နေတိုင်းနီးပါပေါ့နော် beyond the pitch ဆိုတဲ့ကဏ္ဍလေးတွေကိုထည့်သွင်းပြီးတော့တင်ဆက်ပေးဖို့စဉ်းစားထားပါတယ်ဆိုတော့အခုတင်ဆက်ပေးမယ် beyond the pitch မှာ benjamin sheshko ရဲ့ပြောစကားတခွန်းနဲ့ ian wright ရဲ့ artista ပေါ်မှာ ပေးခဲ့တဲ့မှတ်ချက်စကား တခုံးကိုဆွေးနွေးတုံ့တက်မှုပြုလုပ်သွားမယ်။အဲ့တော့ပထမတစ်ပိုင်း Shashko ဘာတွေပြောခဲ့တယ်လဲ။ Shashko အနေနဲ့နှစ်ကိုးမြောက်တွင်းယူပြီးတဲ့အချိန်မှာဘယ်လိုတွေခံစားနေရတယ်လဲ။သူ့ရဲ့ပြောစကားတွေကိုကျွန်တော်တို့ကြည့်လိုက်ရအောင်။ကစားသမားတယောက်အနေနဲ့ဖိအားနေခြင်းများခြင်းဆိုတာရှိမယ်။သို့တော့ Benjamin Shashko လိုမျိုး United အသင်းကိုရောက်လာတဲ့လူငယ်ကစားသမားတယောက်အနေနဲ့ပို့လို့တောင်ဖိအားများတယ်ဆိုတာဒီစကားတွေကြားပြီးဘရိုးတဖြည်းဖြည်း ိလာပါလိမ့်မယ်အခု United ပြိတက်တီအနေနဲ့ရောက်လာတဲ့ကစားသမားတစ်တီတဲမှာ Shashko ရဲ့ Lamans ရဲ့ကိုယုံကြည်ချက် ကြီးကြီးမားမားထားလာကြပြန်ပါပြီဒါက United အသင်းရဲ့ဖိအားပါပဲအဲ့တော့ United ကစားသမားတွေဒီခြေသွမ်းကောင်းနေဆိုရင်လည်းတခြားကစားသမားတွေထက်ပိုပြီးတော့ချီကျူခံရတယ်အခြေသွမ်းမကောင်းတလွဲလုပ်ပြီဆိုရင်လည်းတခြားကစားသမားတွေထက်ပိုပြီးဝေဖန်ခံရတယ်အဲ့ဒီအတွက်ကြောင့် United ကစားသမားတွေပဲဖြစ်ဖြစ်နီးပြတွေပဲဖြစ်ဖြစ်အတင်းရဲ့တာဝန်ရှိတဲ့သူတွေပဲဖြစ်ဖြစ်ဖီအားပို့ပြီးတော့ကြီးတယ်ဘာမှမကြီးနဲ့မီဒီယာတွေမီဒီယာတွေဆိုတာကျွန်တော် global ကမီဒီယာတွေကိုပြောတာเนาะ United အတင်းလွဲတဲ့နေ့เนาะမှားတဲ့နေ့ပို့ပြီးတော့ highlight လုပ်ပြီးဖော်ပြကြတယ် ။ဘာကြောင့်လဲဆိုတော့ဒီအသင်းရဲ့ image ကကြီးတဲ့အတွက်ကြောင့်လူစိတ်ဝင်စားမှုများတယ်။ဒါပေမဲ့ media တွေကလည်းကိုလို့ကိုလို့တာပဲ။ငစားပွဲရအောင်ငစားချတဲ့သဘောမျိုးပါ။အထူးကကျွန်တော်ဆိုလိုချင်တဲ့သဘောကတော့ United အသင်းနဲ့ပတ်သက်သမျှမိသူတူတယောက်ချင်းမဆို PR ကြီးပါတယ်။အဲ့တော့ Sheshko ကဘာပြောထားသလဲ။ PR ဆိုတာကျွန်တော်တို့အတွက်အမြဲတမ်းရှိနေတာပါပဲ။အထူးသဖြင့်ဒီလိုအသင်းမှာကစားရတယ်ဆိုရင်ပိုလို့တောင် PR များပါတယ်တဲ့။ဆိုတော့ bro လည်းတွေ့မှာပါ။ Sheshko တွင်ကိုနှစ်ကိုတွင်ယူခဲ့တဲ့အချိန်မှာအဲ့ဒီနှစ်ကိုလုံးရဲ့အစိတ်ခံစားချက်ကမတူဘူးဗျာပထမ Brandford ကိုသူတို့ဂိုတကိုတွင်ယူခဲ့တယ်ဒီကိုတွင်ယူပြီးတဲ့အချိန်တကယ်တော့ပျော်တင်တယ်သူ့အတွက်ပထမဆုံးဂိုးလည်းဖြစ်တယ်တို့ပေမဲ့အသင်းကရှုံးနေနေတဲ့အချိန်အောင်ပွဲခံလိုက်ရင်ဝေဖန်ခံရအောင်မယ်နောက်ရှုံးနေတဲ့အခါမှာသူကိုယ်တိုင်လည်းအောင်ပွဲမခံချင်တာပါကောင်းပါလိမ့်မယ်ဆန်ဒလန်ရဲ့ပွဲမှာဂိုးသွင်းပြီးတဲ့အချိန်မှာတော့သူ့ရဲ့အောင်ပွဲခံပုံအတိုင်းလုံးဝမိုးပေါ်ခုံပြီးတော့အောင်ပွဲခံခဲ့တယ်ဆိုတော့ဒီအသက်ရွယ်ကစားသမားဆိုတာဗျာ ပွင့်လင်းပြောရင်ကျွန်တော်တို့စီမှာ ကလေးပဲရှိသေးတယ်တက္ကသိုလ်ကျောင်းသားအရွယ်ဝန်ထမ်းလုပ်တယ်ဆိုရင်လည်းအောက်ခြေဝန်ထမ်းအရွယ်ပဲရှိသေးတယ်အဲ့တော့ဒီအသက်20ဆွန်းဆွန်းကောင်လေးတယောက်က Manchester United လို့အသင်းမျိုးမှာဂိုးရီသွင်းပေးဖို့တိုက်စစ်မှုတယောက်တာဝန်ယူထားရတယ်ဆိုတာဘရိုမလွယ်ဘူးအယမ်းဖီအားကြီးတယ်အဲ့တော့သူဒီ twin ကိုနှစ်ခုပေါ်မှာပေးသွားတဲ့ celebration reaction လေးတွေကိုတော့ကျွန်တော်တော်တော်သဘောကျတယ်ဗျမှန်တယ်လူငယ်ပဲဖြစ်ဖြစ်လူကြီးပဲဖြစ်ဖြစ်ကိုယ့်ရဲ့စိတ်ဆန္ဒကိုထိမ့်သိမ်းနိုင်ရမယ် professional နဲ့ အပါစနယ်ဆိုတာဟိုချစ်ချစ်ကြဲကြဲပြောနေတာမဟုတ်ဘူးဗျာမိသူမဆိုခွဲခြားတတ်ရမယ်နောက်ဆုံးအတုတ်ဆုံးရောင်းတဲ့လူတော်မှကိုယ့်ရဲ့ရင်ထဲအစိတ်ခံစားချက်နဲ့အတုတ်ရောင်းနေတဲ့အလုတ်တော်ဝင်ခွဲခြားထိုင်ပိုကောင်းတယ်အဲ့တော့ရှက်ကူကအဲ့ဒီစိတ်ခံစားချက်တေချာခွဲတတ်တယ်လို့ပဲပြောရမှာပါဘာပြောထားသေးလဲထပ်ပြီးတော့ဒါပေမဲ့ကျွန်တော်တို့က FPR ကိုအကောင်းမြင်တဲ့ဘက်ကပဲခံယူထားတယ်ကျွန်တော်တို့ကောင်းကောင်းကစားနိုင်ခဲ့တယ်ပွဲတွေကိုအနိုင်ရအောင် လုပ်နိုင်တယ်ဆိုတာကိုကျွန်တော်တို့ ထပ်ပြီးတက်သေးပြနိုင်ခဲ့ပါတယ်အခုချိန်မှာအရေးကြီးတာကဒီတိုင်းပဲဆက်ပြီးစူးစမ်းနေဖို့ဖြစ်ပါတယ်တဲ့ဆိုတော့သူပြောတဲ့စကားလေးတွေကဟိုပြောတတ်တယ်အဓိပ္ပာယ်ရှိတယ်ပေါ့နော်ဖီအားကိုအကောင်းမြင်တဲ့ဘက်ကပဲခံယူထားတယ်ဆိုတာကျွန်တော်ဗီဒီယိုတွေထဲမှာအများတည်းလို့ပြောနေကြစကားပဲဖီအားသည်တခါတည်းံခွန်အားဖြစ်တယ်တခါတည်းံဟိုစိတ်ပြက်ဝမ်းနည်းမှုစိုးရင်ထိတ်လန့်မှုတွေဖြစ်စေတယ်အဲ့ဒီအပိုင်းတစ်ပိုင်းကဘာမှမဆိုင်ဘူးပေါ့ဖီအားကြောင့်ပဲဖြစ်တာ ဒါပေမဲ့ဘာမှမဆိုင်ဘူးဘာကြောင့်မဆိုင်တယ်လဲဆိုတော့ကိုယ့်ရဲ့ခံယူချက်ပုံမှာမူတည်ပြီးကွဲပြားသွားတာဖြစ်ပါတယ်ခံယူချက်မကောင်းတဲ့အခါကျရင်အဲ့လိုစိုးရင်ထိလိုက်မှုတွေဖြစ်စေတယ်ခံယူချက်ကောင်းတဲ့အခါကျရင်ဒါခွန်အားတွန်းအားဖြစ်စေတယ်အဲ့အတွက်ကြောင့်နီးပြတွေအနေနဲ့လည်းအရင်ရေးကြည့်တယ်ဗျအဲ့နီးပြတယောက်ရဲ့အတက်ပညာဆိုတဲ့နေရာမှာဒီနီးပြွာပိုင်းတွေကစားသမားတွေကိုဘေးနားဘလိုကန်ဘယ်နေရာမှာနေရာယူစတဲ့တွန်တင်မှု တစ်ခုလည်းမဟုတ်ဘူးအဲ့တော့ပြင်ပလူနေထိုင်မှုဘဝမှာလည်းမှားယွင်းနေတယ်ဆိုရင်အမှန်ဖြစ်အောင်ပြုပြင်ဆုံးမတတ်ဖို့လိုတယ်စိတ်တက်ကြနေရင်လည်းစိတ်တက်ခွန်အားပေးတတ်ဖို့လိုတယ်ဒါကနီးပြတယောက်ရဲ့အရေးသေးပါအဲ့တော့ရှက်စကူဘာပြောတာဒီလဲအိုထရဖို့မှာဂိုးသွင်းရတာ ငယ်စဉ်ကတည်းကကျွန်တော်အိမ်မက်မက်ခဲ့ဘူးတဲ့အခိုက်တံမှာဒီအပရိသတ်တွေရဲ့အားပေးတံကိုခံစားရတဲ့ခံစားမှုအားလည်းတကယ့်ကိုမယုံနိုင်စရာကောင်းပါတယ်ကိုသွင်းပြီးမှမဟုတ်ပဲတိုက်စစ်စင်တိုင်းမှာလည်းပရိသတ်ရဲ့အားပေးတံကအံ့ဩစရာကောင်းတယ်ဒါဟာအိမ်မက်တစ်ခုတကယ်ဖြစ်လာတာပါကျွန်တော်တို့အနိုင်ရခဲ့လို့ပျော်ရွှင်ခဲ့ပါတယ်လို့ပြောသွားခဲ့တာပါအဲ့တော့ဒီကလေးအနေနဲ့ဒါသူကတိုက်စစ်ရဲ့ထိတ်ဆုံးပိုင်းမှာဥဆောင်နေတဲ့အခိုက်တံတိုင်းအချိန်တိုင်းမှာ အပြိတက်ကတော့အိမ်ကွင်းမှာလည်းအားပေးရတယ်ပွဲဖြစ်အောင်အားပေးတာပေါ့ဗျခွန်အားဖြစ်အောင်အားပေးတာပေါ့သူလည်းဒီနှစ်ကိုတွေ့ရမှုကနေယုံကြည်ချက်ပြန်ရလာဖို့မျှော်လင့်တယ်လက်ရှိချိန်မှာ United ရဲ့ form ကတော့အရင်မတည်ငြိမ်သေးဘူးအတင်းလိုက်ဆွဲဆောင်ရတော့ Sunderland နဲ့ပွဲစဉ်မှာကောင်းတယ်ဆိုပေမဲ့နောက်ထပ်ကြံတဲ့ပွဲတွေမှာလည်းဒီပုံစံဆက်ပြီးတော့ကစားနိုင်ဖို့လိုတယ် ်အခုအိမ်ကွေးမှာကတော့ပြောပြောဆိုသူတို့၃ဘွဲလုံးနိုင်ထားတာအတင်းအတွက်အများကြီးအထောက်အကူဖြစ်စေပါတယ်ခင်ဗျာကဲဒီတစ်ခါတော့ EN Rice ရဲ့ Artita ပေါ်မှာပေးခဲ့တဲ့မှတ်ချက်စကားပေါ့နော်ဘာမှတ်ချက်ပေးခဲ့တာလဲဆိုတော့ Artita ကိုဒီနှစ်ဖလားယူရမယ်နှစ်ဆိုပြီးတော့ပြောခဲ့တာဖြစ်ပါတယ်အဲ့ဒါ EN Rice တယောက်တည်းမဟုတ်ပါဘူးကျွန်တော်တို့တွေကဟိုပြိသက်ချင်းချင်းစကြနောက်ကြတယ်ပေါ့ဗျာဒါကိုလည်းကျွန်တော်လက်ခံပါတယ်အလုံးကဟိုစိတ်ညစ်စရာတွေများနေတဲ့အချိန်မှာဒီဘောလုံးနဲ့ပတ်သက်တာလေးကလူတိုင်းအတွက်ထွက်ပေါက်ပဲလေ ။သို့တော့နိုင်ငံခြားအဲ့ဒီ bandit တွေပဲဖြစ်ဖြစ်ကစားသမားဟောင်းတွေပဲဖြစ်ဖြစ်နီးပြတွေပဲဖြစ်ဖြစ် Arsenal ကိုတော်တော် impress ဖြစ်ကြတယ်။ဒီနှစ်ဘောလုံးရာသီမှာ Arsenal ကအဲ့ဒီအဓိကဖလားကြီးတွေကတလုံးလုံးရနိုင်နေဆိုပြီးတော့ထင်ကြီးပေးကြတယ်ပေါ့။ Ian Wright ကတော့ Arsenal ကစားသမားဟောင်းဖြစ်တဲ့အတွက်တော့ထားပါ။ဒါပေမဲ့သူဘယ်လိုပြောထားလဲကျွန်တော်တို့တစ်ချက်ကြည့်မယ်နော်။တကယ်လို့ Premier League ဖလားကိုအတိတအရာယူမယ်ဆိုရင်ဒီယာဒီကသူ့အတွက်အကောင်းဆုံးအခွင့်အရေးဖြစ်ပါတယ်။အခုဆိုရင်ဖလားရဖို့အတွက်လိုအပ်တဲ့ပုံစံကောင်းကစားသမားအင်အားအလုံးကိုသူပိုင်ဆိုင်နေပါပြီတဲ့။ ွက်တိပဲလက်ရှိအချိန်ကအသေးကြဆုံးအချိန်ပဲလက်ရှိအချိန်ကအကောင်းဆုံးအချိန်ပဲနောက်နှစ်မှတော့နောက်နှစ်ရာသီမှတော့မတည်ကြဘူးပြီးခဲ့တော့ဘောလုံးရာသီတွေမှာလည်းဟိုအတေးတာအနေနဲ့ရွေချက်မြင့်မြင့်မမထားပြီးပြိုင်ခဲ့တာပဲတိုးပေမဲ့ပြိုင်ဘက်အသင်းတွေကပိုကောင်းတဲ့အတွက်ကြောင့်ဖလားလွဲချော်မှုတွေရှိခဲ့တယ်အဒီနေ့ရာသီမှာတော့အော်စတေးလျတာထွက်ကိုကောင်းတာ လီဗာပူးပွဲတပွဲပဲသူတို့ရှုံးသေးတယ်ဒါမန်စီးတီးပွဲဆိုရင်လည်းအစည်းအဝေးသူတို့ကစားနိုင်ခဲ့တာလေမန်စီးတီးကပိတ်ပြီးကစားလို့သာရှုံးမလို့ဖြစ်ခဲ့တာသို့ပေမဲ့ဗျာ ear right ဆိုလိုချင်တဲ့သဘောကလက်ရှိချိန်ကသူတို့အကောင်းဆုံးပဲမန်စီးတီးကလည်းဖိအားနှဲတယ်ဆိုပေမဲ့မန်စီးတီးရဲ့ squad up နဲ့ Arsenal ရဲ့ squad up လက်ရှိ situation ကိုပြောရအောင်နော်လက်ရှိ situation ကိုရှင်လိုက် Arsenal ကပိုပြီးကောင်းတယ် Liverpool ကလည်း squad တက်ချင်းကတော့ level ပဲဒါပေမဲ့အသင်းမှာအံဝင်ပြီးသားကစားသမားအများစုက Arsenal မှာရှိနေတယ် Arsenal ဒီနေ့ရာသီမှာခေါ်ထားတဲ့လူတွေကိုကြည့်ကြည့်လိုက်ဟိုများတယ်ဆိုတာမှန်ပေမဲ့ဘယ်လိုပြောမလဲအသင်းရဲ့ကြံပြီးသားကစားသမားတွေကလည်းအများကြီးထွက်မသွားဘူးလူဝင်ကပိုတိုးသွားတာပဲရှိတယ်နှစ်ခုအထိုင်ပြတ်မသွားဘူးဆိုလိုချင်တာပါအဓိကပြိုင်ဘက်ဖြစ်လာနိုင်တဲ့ Liverpool ကကြတော့ Vargy ကိုတိုင်အဲစကားပြောတာကျွန်တော်တို့လူ ူတစ်တွေများလာတာကအခုဟိုနည်းနည်းပြဿနာကြုံတွေ့နေရတဲ့အခက်အခဲတွေကတစိတ်တစိတ်သားပေါ့နော်ဒါကလည်းမှန်တယ်လီဗာပူးရဲ့အထိုင်လူတွေကိုကြည့်ကြည့်တချို့အထိုင်တွေထွက်သွားကြပြီ လူချိုတို့ နော်ဒါဝင်နူးညက်စ်တို့စသဖြင့်ပေါ့အကွင်းလည်းအထိုင်မဖြတ်ဘူးနောက်တန်းအထိုင်ဆိုရင်လည်းဒါအာနိုမရှိတော့ဘူးဒီအချိန်မှာကစားသမားတစ်တေနဲ့အကုန်လုံးအသင်းကိုပြန်ပြီးထမ်းပိုးထားတဲ့အတွက်အသင်းက balance ဖြစ်ဖို့အချိန်နည်းနည်းလေးယူရအောင်မယ်ဒီအချိန်မှာတော့အာတေတာအသင်းနှစ်သင်းသာလောက်ရှိတယ်ဗျာစဉ်းစားကြည့်ပြီးရင်တို့တွေရဲ့ပုံစံကောင်းပြတ်တာတွေမှုကလည်းဒီယာဒီအစမှာတကယ်ကိုကောင်းတယ်အဲ့အတွက်ကြောင့် EM Rush ပြောသလိုမျိုးပဲဒီနှစ်ယာဒီကအာတေတာအတွက်တကယ်ကိုစုဖလားရဖို့အတွက်အကောင်းဆုံးယာဒီဖြစ်ပါတယ် တော့နောက်ဆုံးသူပါပြောသွားသေးလဲဒီအဒီမှာတဲ့ခန်းစားချက်ကပိုကောင်းနေပြီးတော့အထူးခြားနေတယ်ပေါ့နော်ဒါကျွန်တော်ထင်တာပါတဲ့ဘာဖြစ်လို့လဲဆိုတော့လက်ရှိကစားသမားအင်အားစုဖွဲ့မှုဟာအရင်နှစ်တရားထက်အများကြီးပိုကောင်းနေပြီအတိတ်ကတော့တည်တည်ချာချာစုဖွဲ့ထားတဲ့အင်အားကောင်းတဲ့အတင်တင်ကိုတည်ဆောက်နိုင်ခဲ့ပါပြီလို့ပြောထားတာပါအဲစကားကိုလည်းဘေးအားစနဲ့ပြိတ္တမညင်းမယ်လို့မထင်ဘူးသူတို့ဖလားပြိုင်တာ၃နှစ်ရှိပြီလူစင်းစုဖွဲ့မှုရဒီနှစ်လူစင်းစုဖွဲ့မှုကအကောင်းဆုံးပဲဆိုတော့အတိတ်အနေနဲ့ တခြားတက်တည်ပြစရာအရာတွေအားလုံးတက်တည်ပြပြီးသွားပြီ major trophy တလုံးရရှိဖို့ပဲကြံပါတော့ရခင်ဗျ ERH ပြောသလိုဖြစ်လာမလားစောင့်ကြည့်လိုက်အောင်လို့ပြောနေတယ်ပဲဗီဒီယိုလေးဒီမှာနားကျင်ပါတယ်ဆုံးဒီကြည့်ရှုပေးရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ